အားလုံးပဲမင်္ဂလာပါရှင်။ Bayon Education Institute Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှဆိုရင်တော့ကျွန်မကနေပြောရင်ကြီးအင်ကြီးနှစ်ကြီးဆိုရဲအကြောင်းအရာလေးရဲ့အပိုင်းသတ်လေးကိုဆက်ပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်။အရင်တော့ကအပိုင်းသုံးပြီးပြီးသွားပြီးတော့အပိုင်းအခုပြသွားမိတာကတော့အပိုင်းလေးရင်ကြီးအင်ကြီးကိုပိတ်ဆံလေးညှက်ထားတာကိုအပိုင်းလေးနဲ့ပြသွားမှာဖြစ်ပါတယ်။ပထမတော့ပိတ်ဆံလေးညှက်ထားတာကို ပြထားတာပဲ။ကျွန်မပိတ်ဆံလေးညှက်ထားတာကိုရိုက်ထားတယ် 痛啊，所以的。 ဂျာထဲမှာပြတ်သွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီရိုက်ထားတဲ့ဗီဒီယိုလေးကပြတ်သွားတဲ့အတွက်ကြောင့်မလို့ဒီပုံအသေးမဟုတ်ပဲနဲ့ပုံအကြီးကိုပဲပိတ်စားနဲ့ညှက်တဲ့အတိုင်းကိုဆက်ပူနဲ့ပြန်ပြီးတော့ညှက်ပြပေးထားပါတယ်အရှိကအပိုင်းသုံးမှာဆိုရင်ရှေးချင်းနောက်ချမ်းကိုညှက်ပြပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခေါက်မှာဆိုရင်ရှေးချမ်းကိုပိတ်စားနဲ့ညှက်တဲ့အတိုင်းဒီပုံကြီးကိုညှက်တဲ့ခါမှာဆိုရင်ဘလို့ညှက်ကလဲဆိုတာကိုဟိုဆက်ပူနဲ့ပြန်ထားပေးပါတယ်ပိတ်စားနဲ့ညှက်မယ်ဆိုရင်လည်းဒီဆက်ပူမှာပြန်ထားတဲ့ ဲ့အတိုင်းပဲညက်ကမှာပဲဖြစ်ပါတယ်။အဲဒါဆိုရင်ရင်စည်းအိမ်ကြီးညံကြီးလေးအာညံကြီးလေးအကြောင်းကိုဒီလိုကြည့်လိုက်ကြအောင်။ဆက်ခုနဲ့ညက်တဲ့ခါမှာဆိုရင်အရင်ဆုံးအနားလေးကိုညီအောင်လို့ဒီဆက်ခုကဒီမျိုးတွန့်နေရတဲ့တွန့်နေတဲ့တွန့်နေရလေးတွေရှိရတဲ့အတွက်ကြောင့်မလို့အနားညီအောင်လို့အရင်ပြည့်တဲ့ပြားစာအရင်ချထားလိုက်ပါမယ်။ ဒီဘက်အနှရာဘက်ကောနေဘက်ပါဟိုပါအပြေတကြားဟာဒီလိုမျိုးမိောင်းလေးဆွဲပြထားလိုက်ဆွဲပြရပါမယ်စကူလေးနဲ့မဆွဲရတကယ်လို့မဆွဲရရပါတယ်ဒါကတော့စကူလေးနဲ့ဆိုရင်ဒီရွေးနေရလေးလည်းဖြစ်အောင်လို့ဒီလိုမျိုးလုပ်ပြရခြင်းမဖြစ်ပါဘူးအဲ့လိုမျိုးလုပ်ပြီးဆိုရင်အရှေ့ကပုံသေးလေးမှပြထားတဲ့အတိုင်းပဲနောက်ချမ်းကိုယူပါမယ် နောက်ထပ် UVB ဆိုရင်ဒီရှေ့ကဖိုက်စာဒီဒီနားမှာဆိုရင်ဒီအဝဆုံးနားမှာဆိုရင်ဖိုက်စာထားရပါမယ် ိုင်းစာကဒီနောက်မှလိုမျိုးခန္ဓာကိုယ်ကရှေ့မှာဆိုရင်ဘိုက်ရှိရဲ့ကြောမှာလိုပုံစံမျိုးညရံမဟုတ်ပဲねဘိုက်ရှိရဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဘိုက်စာထွက်ပေးထားရတာပါဘိုက်စာကတော့ဘိုက်မရှိရဲ့သူဆိုရင်တလက်မလောက်ဆိုရင်ရပါတယ်အဲ့လိုမှမဟုတ်ပဲねဘိုက်ပူတဲ့သူဘိုက်ရှိတဲ့သူဆိုရင်တော့တလက်မကွဲနှစ်လက်မလောက်ထားပြရပါမယ်ဒီမှာတော့ဘိုက်စာကိုတလက်မထားပေးထားပါတယ်တလက်မထားပြီးဆိုရင်ဒီဘက်လေဝင်းနာမှာ ီ11နားမှာဆိုရင်ဒီ11ကနေပြီးတော့ဒီဟိုကအောက်ကိုဘလောက်ချတင်တာလဲအခုက9လက်မှချတင်တာလားဘလောက်ချတင်တာလဲပုံမူတည်ပြီးတော့ချပေးရပါမယ်ဒီမှာဆိုရင်5 cm ချမယ်5 cm ဒီနားမှာဆိုအောက်ကတလက်မကိုလည်းမရွေ့သွားအောင်ဒီဘက်က5 cm မှာလည်းဒီကကျဲသီးထဆာအတွက်တက်မှတ်လောက်အထဲကိုဝင်ပြီးထားပါမယ်ဒီမှာဆိုရင်ဒီကနေပြီးတော့ဒီကိုတိုင်းရင်5 cm ိတ်စတင်ပြီးသားဒီနားမှာရှိရတဲ့အတွက်ကြောင့်မလို့ဒီနားလေးမှာဒီလိုမျိုးအောက်ကဒီပိုင်းဆန်ထားထားတဲ့တလက်မကိုလည်းရွေးမတော်အောင်ဒီလိုမျိုးတလက်မကိုဒီအပေါ်နာကလည်းပင်ကိုရှေ့လည်းပင်ထားမယ့်နေရာမှာဆိုရင်လည်းတဲသီးစာအတွက်တမတ်ဝင်ပြီးထားပါမယ်ဒါကတော့တဲသီးကွင်းတက်မယ်ဆိုရင်တော့တမတ်ဝင်ပြီးထားတာကတဲသီးကွင်းတက်မှာမဟုတ်ဘဲလေကိုကတဲသီးပေါက်နဲ့လှုပ်ချင်နေဆိုရင်တော့တမတ်ထပ်ပို့ပြီးတော့ဒီလိုငါမှုအလောက်လောက်ဝင်ပြီးထားပါမယ် အဲ့ဆိုရင်ဒီလိုမျိုးအကုန်လုံးဖြစ်သွားပြီဆိုရင်နောက်ထပ်အတိုင်းအကုန်ပုံတူလိုက်ယူပါမယ်ဒီလေဘခုံးကနေစပြီးတော့ယူပါမယ် ါဆိုရင်ဒီလိုပုံစံယူပါပြီဆိုရင်နောက်ချမ်းကိုဖယ်လို့ရပါပြီခုနတုန်းကနားလည်းမှချထားတဲ့ဒီနေရာဒီနေရာနေပြီးတော့ဒီလိုမျိုးလေးတောင်မျိုးဆွဲပေးရပါမယ်အဲ့ကြားထဲမှာကိုကဘာလဲပင်ထွင်ချင်တာလဲကိုထွင်ချင်တဲ့လေပင်ကိုဆွဲလို့ရပါတယ်တကယ်လို့ကိုက Y မဟုတ်ပဲね V11 ထွင်ကျင်တာဆိုရင်တော့ဒီ၅လက်မ level ထဲအောက်ကိုချပြီးတော့ဒီလိုမျိုးဆိုရင် V ရဆိုရင် level ဖောက်အောက်ကိုမကြဘူးဆိုရင်မလာတဲ့အတွက်ကြောင့်မလို့ဒီလိုအောက်ကိုနည်းနည်းဆင်းပြီးတော့မှ V11 ဖောက်မယ်ဆိုရင်တော့၅လက်မထက်အောက်ကိုဆင်းဆင်းပြရပါမယ်ဒီကြရင်ဒီဘက်ကနေပြီးတော့ဓာိုက်တောက်ထည့်မယ်ဆိုရင်ဒီပခုံးကိုအပေါ်ကိုတမတ်ပြန်တက်ပေးရပါမယ်ရှည်ချမ်းမှာတမတ်ပြန်တက်ပြီးတော့ဒီလိုမျိုးဆက်ပြီးထားရပါမယ် အပြင်ဒီဘက်ပေးတာခြိုင်းရဲ့ဒီဘက်ပေးကိုလည်းခြိုင်းထောက်ထည့်မယ်ဆိုရင်ငါမိုးအပြင်ကိုဖြတ်ပေးထားပါမယ်ငါမိုးအပြင်ထပ်ပြီးပြီဆိုရင်ဒီဘက်ကနေပြီးတော့ခါစီကိုမျောမျောလေးလာပြီးတော့ဆက်ပေးထားပါမယ်ဒီလိုမျိုးတောင်းကြမဟုတ်ဘဲနဲ့မျောမျောလေးလာပြီးတော့ဆက်ပေးထားမှာဖြစ်ပါတယ် င်ဒီမှာလေပင်ပေါက်ကတော့ကိုဖောက်ချင်တဲ့လေပင်ပေါက်တိုင်းကိုကြိုက်တယ်လို့ဆိုလို့ရပါတယ်။အဲ့ဟာတွေကိုလို့ပြီးပြီဆိုရင်ရှေ့ရည်ကျဲဒီချိုင်းဖောက်ပေါ်အတွက်ရှေ့ရည်ကျဲတိုင်းပါမယ်။ရှေ့ရည်ကျဲကိုဒီအကွေးဆုံးနေရာလေးဒီနားလေးရနေပြီးတော့တိုင်းပါမယ်။ဒီရဲ့ရှေ့ရည်ကျဲကလည်းအရှိမပြောထားတဲ့ ိုင်းပဲပိန်တဲ့သူတွေပိန်တဲ့သူတွေဆိုရင်6လက်မလောက်ရှေ့ရည်ကျဲနှစ်ခု6လက်မဆိုရင်နှစ်ဆဆိုရင်12လက်မရှေ့ရည်ကျဲ12လက်မ6လက်မဖောက်ဝင်ပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ဝါတဲ့သူဆိုရင်6လက်မခွဲအဲ့လိုမှမဟုတ်ဘဲနဲ့လုံးဝကလေးအဲဘယ်လိုလုံးဝပိန်တဲ့သူဆိုရင်တော့9လက်မခွဲအဲ့လိုမျိုးဖောက်ပြရပါမယ်ဒီမှာဆိုရင်တော့6လက်မဖောက်မှာပဲပါတယ်အာဘီဘီဆိုရင်ဒီလိုမျိုး ိုင်းပုံစံလေးပေါ့အောင်ဆွဲပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာဒီလိုမျိုးတွေထောင်းမှန်ကြီးတွေဖြစ်မနေရပါဘူးတဖြည်းဖြည်းချင်းကိုအဝိုင်းဝိုင်းလေးလုပ်ပေးထားရပါမယ်အဲ့မှာခြိုင်ရဝတ်မဲ့ဆိုရင်ပို့ပြီးရောစားမှာလို့ပါအဲ့ဒါတွေကကွန်ပျူတာဆိုရင်ဒါကတော့အခုဆိုရင်ညှက်လို့ရပါပြီ level ပေါင်းဆိုရင်လည်းဒီမှာဆိုရင်တော့အဝိုင်းမဲ့ဖောက်ပေးထားလိုက်ပါမယ် ဲ့လိုပြီးပြီဆိုရင်ဒီနားမှာဒီနားကငါးမူးထွက်ထားတဲ့နေရာပေါ့နော်အဲ့ငါးမူးထွက်ထားတဲ့နေရာမှာဆိုရင်ငါးမူးအတိုင်းပဲငါးမူးအတိုင်းပဲဒီလိုမျိုးညှက်ချလိုက်မှာမဟုတ်ဘယ်နည်းကွာညှက်ဒီချုပ်တဲ့ခါမှာဆိုရင်သူ့ရဲ့ဒီမှားတာတွေဟိုချုပ်စာပုံသွားတာတွေဗါတယ်အဲ့လိုမျိုး တိတိတတ်တတ်လုံးမယ်ဆိုရင်တော့အဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်ဒီလိုကိုကတိုင်းပြီးတော့လုံးဝမဟုတ်ပဲလေဒီတိုင်းဒီဆက်ဆက်ချိုရိုးဖြောက်တဲ့အတွက်ကြောင့်မြန်မှန်းတဲ့ပဲလုံးမှာဆိုရင်အဲ့လိုမျိုးတွေမညီတာတွေပါတယ်မှားလွားမှာနေဖြစ်ဖြစ်မှာဆိုရင်တော့ဒီလိုမျိုးငားမှုဖြစ်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးဒီလိုမျိုးဒါဒါတိုင်းအဖြောင်တိုင်းညံ့သွားတာမဟုတ်ဘဲနဲ့ဒီလိုမျိုးလေး တဲ့တဲ့လေးညှက်ပေးထားပါမယ်အဲ့လိုလုပ်မယ်ဆိုရင်ကိုကခြိုင်းလေးပါတယ်ပြဿနာရှိလို့ခြိုင်းချင်းသွားလို့ဖြစ်ရဆိုရင်တော့မှပဲဒီရင်လေးပါတယ်ကမကြက်သွားပဲရင်းဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့ဒါပြီးရင်ခြိုင်းညှက်ပါမယ်ခြိုင်းကတော့ဒီမြန်ရှေ့မှာပြောထားတဲ့အတိုင်းပဲကိုရဲ့ဒီဒီအတိုင်းနဲ့ဖောက်လို့ရတယ်လို့မှမဟုတ်ပဲနဲ့ကိုကစားချုံမှမို့လို့မှမှဆိုလို့ရှိရင်ဟိုအဲ့ထပ်ပို့ပြီးတော့ညှက်ထားပြီးတော့ ချုပ်လဲရပါတယ်အဲ့ထက်ပို့ပြီးတော့ညှက်ထားညှက်ထားပြီးတော့မှပြီးကြမှပြန်ညှင်းလဲရပါတယ် အာကားဒီနောက်ထပ်တော့ကူလိုက်တဲ့အဲပခုံးဖြစ်ပြီးတော့ဒီအပေါ်ကိုတမတ်တက်ထားတဲ့ပခုံးဒီကနေပဲညှက်ပေးရပါမယ်။အဲ့ဒါပြီးရင်ဒီဘေးနာက ခုနကတော့ဆာရဲမင်းကြီးမှာဆိုလို့ဒီပေတန်တပြားစာလောက်ထားတဲ့ဟာကိုလည်းညှက်ချပေးလိုက်ညှက်ပေးရပါမယ်။ ဒါတော့ပေးတဲ့တပြားစာက ကိုလှုပ်ချင်လဲရတယ်မလှုပ်ချင်လဲရတယ်အဲဆက်ကူနဲ့ညှက်မယ်ဆိုရင်တော့အဲ့လိုမျိုးလှုပ်တာကပိုပြီးတော့ကောင်းပါတယ်ဆက်ကူနဲ့အရင်ဆုံးညှက်မယ်ဆိုရင်ဒါဆိုရင်ဒါရှေ့ချမ်းရသွားပြီရှေ့ချမ်းရသွားပြီဆိုရင်ထောက်မှဲမယ်ထောက်မှဲမယ်ဆိုရင်ဒီပခုံးကနေပြီးတော့အဲဒီပခုံးကနေပြီးတော့ဆက်တင်နေရမှာမှတ်ထားတယ်ဆက်တင် နေရာမှာမှတ်ထားပေးရမယ်ပဲဒါကတော့ရှင်အပေါ်ရှင်ရင်သေးတဲ့သူတွေအတွက်ရင်မကြတဲ့သူတွေအတွက်ကတော့7ပါအဲ့လိုမဟုတ်ဘဲနဲ့ရင်ကြီးပြီးတော့ရင်ကြီးပြီးတော့ရင်ကြတဲ့သူတွေအတွက်ဆိုရင်တော့7လောက်ထားပါမယ်ဒီမှာတော့7ထားထားပါတယ်ပြီးကြရင်ဒီ7ထားပြီးပြီဆိုရင်ဒီဘက်ပေးနာနေပြီးတော့အဲ့7နေရာနေပြီးတော့3လမှခွဲလောက်နေရာမှာထပ်ထပ်ပါမယ်အဲ့နေရာမှာတောက်ရှိပါမယ် ဘက်ကနေလည်းဒီလိုဒီအောက်ဆုံးအောက်ရှိရနေပြီးတော့လည်းဒီအောက်ရှိရနေပြီးတော့လည်းသုံးလက်မခွဲနေရာမှာမှတ်ထားပြရပါမယ်ဒီသုံးလက်မခွဲကလည်းခုတော်တော်က17နဲ့17အတိုင်းပဲဒီရင်ကြီးတဲ့သူတွေအတွက်ဆိုရင်တော့သုံးလက်မခွဲမဟုတ်ပဲနဲ့လေးလက်မအဲ့လိုမှမဟုတ်ဘဲနဲ့လုံးဝကြီးတဲ့သူလုံးဝရင်ကြီးတဲ့သူဆိုရင်တော့လေးလက်မခွဲတော့ထားပြထားပါမယ်ဒါဆိုရင်ဒါတောက်ဆွဲမယ့်နေရာပါ ဒါဒီမှာတော့အဲသုံးလမခွဲပဲထားပေးရတယ်။ထောက်ကတော့ငါးမူးဆွဲရမှာဖြစ်ပါတယ်။ထောက်ဆွဲတဲ့အခါထောက်ကတော့ဒီလိုမျိုးဒီနှစ်ခုကိုဒီလိုခိုင်းပြီးတော့ငါးမူးဆွဲရမှာဖြစ်ပါတယ်။အဲ့ဒါပြီးပြီဆိုရင်ခြိုင်တောက်ခဲ့ပါမယ်။ခြိုင်တောက်ကဒီဒီလိုနေရာနေပြီးတော့လာပြီးတော့ဒီနေရာကိုဒီလိုသွားမှာဖြစ်ပါတယ်။ဒီလို လိုအခွင့်ဆုံးနေရာနေပြီးတော့ဒီလက်ရှိရဲ့နေရာနေပြီးတော့ဒီလိုဟာဒီလိုဆောင်းဆောင်းလေးတွားပေးရမှာဖြစ်ပါတယ်ဒီဆိုင်ဆိုင်တော်ရဲ့အခြေအရတော့လေးလက်မလေးလက်မပဲကိုကြိုက်တယ်လို့ထားပေးလို့ရပါတယ်ဒီမှာတော့လေးလက်မလေးလက်မတော့ထားပေးထားပါတယ်အဲ့ဒါပြီးပြီဆိုရင်ဒီလိုဆိုင်တော်ဖယ်မယ်ဆိုရင်ဒီလိုပုံစံမျိုးပုံမှာဒီလိုမျိုးဆွဲပေးရမှာပဲဖြစ်ပါတယ်ဒီနှစ်ခုကိုကင်ပြီးတော့ ီအစွန်းနှစ်ခုကိုကိုင်ပြီးတော့ဒီနေရာမှာဒီလိုလေးဆွဲပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဓာတ်တွေအဲဒီလိုဒါကတော့ပိတ်ဆက်မှာညှပြအဒီပိတ်ဆက်မှာညှပြတာမဟုတ်ဘဲနဲ့စုပ်ကူမှာညှပြရမှုလို့ပေါ့နော်ပိတ်ဆက်မှာညှပြမယ်ဆိုရင်သူကရှေ့ချမ်းမှာဆိုရင်ရှေ့ခွေးရနှစ်ခမ်းနှစ်ချမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဓာတ်တွေကိုတူညီအောင်မှတ်ပေးရမှာ အဲဒီကိုတပဲဒီဘက်ချမ်းမှာဆိုရင်ကိုကဘယ်နားမှာဆွဲမလဲဆိုတာကိုဒီလိုမျိုးကကြီလေးနဲ့အဲဒီပါလဲရှည်ချမ်းနှစ်ခုကို깟ပြီးတော့ကကြီလေးနဲ့ဒီလိုမျိုး ညှက်ပေးထားမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးညှက်လိုက်မယ်ဆိုရင်ကိုးစားမယ့်နေရာကဒီနဲ့ဆက်ချမ်းစလုံးမှာတူညီသွားမှာပဲဖြစ်ပါတယ်ဒီအောက်မှာဆိုလည်းအဲ့တိုင်းပဲအဲရှည်ချမ်းမှာဆိုရင်ပိတ်စာအနေညှက်ပါဆိုရင်နှက်ချမ်းရှိတဲ့အတွက်ဒီလိုမျိုးကင်မယ်ပိတ်စာနှစ်ခုပြီးကြရင်ကက်ကြီးနဲ့ဒီလိုမျိုးလုပ်ပေးထားပါမယ်အဲ့ဒါဆိုရင်အရှင်းနဲ့အနောက်ဒီဟိုဘချမ်းအော်ဒီဘချမ်းတော့ကထောက်ဆွဲမယ့်နေရာကတူညီသွားပဲဖြစ်ပါတယ်ဒီလိုမျိုးဓာတ်တွေဆွဲပြီးပြီဆိုရင်ဘာလုပ်ဖို့လိုလဲဆိုရင် ဒီအကိုဒီရှင်တောင်လေးပြီးကြရင်ရှာလေးလုပ်ဖို့လိုပါတယ်ရှင်တောင်လေးရှာလေးလုပ်ဖို့ကဒါတော့ပိတ်ဆာနဲ့ညှပ်ပြီးသွားတဲ့ဟာပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဒါကဒီလိုမျိုးမှတ်ပေးထားပါတယ်ရှေးချမ်းနဲ့နောက်ချမ်းနဲ့တူအောင်ဒီအောက်မှာဆိုရင်လည်းဒီလိုပုံစံမျိုးမှတ်ပေးထားတာပဲဖြစ်ပါတယ်အဲဆိုရင်ရှင်တောင် လုံးမယ်ဆိုရင်ရှင်တောင်လုံးဖို့အတွက်ဘယ်လိုမျိုးတားရမလဲဆိုတော့ဒီရှေးချမ်းမှာဒီရရှိတယ်အဲ့ရှေးချမ်းမှာရှိတဲ့ဟာကိုကိုကတိုင်းပါမယ်ဘယ်ဒီမှာဆိုရင်ဘယ်လောက်ရှိလဲ ဆမဆိုရင်ဒါတိုင်းလိုက်တဲ့ခါမှာဆိုရင်14လက်မခွဲရှိရယ်တကယ်လို့ကိုကပိတ်ဆက်လောက်တယ်ဆိုရင်14လက်မခွဲမဟုတ်ဘဲနဲ့ရင်ထောင်ကိုလှုပ်တဲ့အခါမှာ15လက်မခွဲ10လက်မလောက်ပို့ထားတာတော့အဆင်ပြေရဲ့အတွက်ကြောင့်မလို့ပို့ထားတာဘာမှဖြစ်တဲ့အတွက်ကြောင့်မလို့15လက်မခွဲလောက်ထားပါမယ်ပြီးကြရင်အရှေ့ဒါကတော့အရှေ့ပေါ့နော်အရှေ့ပြီးရင်ဒီအကျယ်သူ့ရဲ့ရင်ထောင်ရဲ့အကျယ်ကတော့2လက်မလောက်ထားပါမယ်တဲ့ ဓာဇက်လိုက်မယ်ဆိုရင်တော့နှစ်လက်မလောက်နဲ့ရပါတယ်ဓာဇက်လိုက်မှာမဟုတ်ဘဲနဲ့ကိုကဘေးနားကိုခောက်ချင်တယ်ဆိုရင်တော့နှစ်လက်မမဟုတ်ဘဲနဲ့နှစ်လက်မကိုရလောက်ထားပေးရပါမယ်ဒါကအရှင်တောင်ကတော့ဒီခြံဒီအခြေခြံမှာရှိတဲ့နှစ်ခြံစလုံးမှာထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနှစ်ခြံဒီလိုပုံစံမျိုးလေးညှက်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒါပို့ထားထားတာပါတလက်မလောက်ပို့ထားထားတာတလက်မလောက်ကိုဒီလိုမျိုးအကွက်တိလုပ်လိုက်မယ်ဆိုရင်ဒီလိုတလက်မပို့မထားဘူး ဒီနေရာမှာတလက်မပိုမထားထားဘူးအဲမထားထားပဲနဲ့ဒီလိုကွက်တီးလုံလိုက်မယ်ဆိုရင်ဒီမှာ ဒီနေရာမှာသွားပြီးတော့လေမင်းနေရာမှာသွားပြီးတော့ဟာနေမယ်အဲ့ဒါကြောင့်မလို့ဒီလိုတလက်မလောက်ပို့ပြီးတော့တွဲလိုက်တဲ့ခါမှာဆိုရင်တွဲပြီးရင်ဒီနေရာကိုဖြတ်ထုတ်လိုက်တဲ့ခါမှာဆိုရင်လေမင်းနဲ့လည်းအညီဒီလေမင်းအတိုင်းလေးဒီရင်တောင်ကိုဖြတ်ထုတ်လိုက်တဲ့ခါမှာဆိုရင်လေမင်းနဲ့လည်းအညီလေးထွက်သွားမှာဖြစ်ပါတယ်ဒါကတော့ရင်တောင်အတွက်ကိုဒီလိုနှစ်လက်မပြားဈာစလိုက်မှာဖြစ်တဲ့အတွက်နှစ်လက်မပြားရဲ့အရှိ15လက်မခွဲညှက်ပေးထားပါကညှက်ပေးထားတာပါ ပြီးကြရင်ဒါရှာအတွက်တိုင်းပါမယ်ရှာကကိုကဒီဟာကို11 cc ဝတ်မှာလား11 cc ဝတ်မှာဆိုရင်တော့ဒီအဒီအောက်ကိုငါးမှုလောက်ပဲခြာပြီးတော့ဒီအောက်ကခေါက်မှာဖြစ်တဲ့အတွက်တလက်မနဲ့တမတ်ကိုခေါက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာတလက်မနဲ့တမတ်ကိုဒီကခေါက်မှာအဲ့တော့ကြတော့ဒီနေရာဒီမှာကြရင်ငါးမှုဆွမယ်ဆိုရင်ငါးမှုအဲ့နေရာအဲ့နှစ်ခုကိုတိုင်းပြီးတော့ဖလောက်ရှိတယ်ဆိုတာတိုင်းပြီးတော့ဖြတ်ပေးထားပါပဲ အဲ့လိုမှမဟုတ်ပဲねကိုကဒီလိုမျိုးလေပင်ရငါလက်မှာပဲဖောက်ထားတာမို့လို့ကျင်းတယ်လို့ထင်တယ်အဲ့လိုမျိုးဆိုရင်ဒီနေရာမှာဒီလို V လိုပုံစံမျိုးလေးဖြစ်ချင်တယ်ဆိုရင်တော့အောက်ကိုနှစ်လက်မလောက်ဆင်းမယ်အောက်ကိုနှစ်လက်မလောက်ဆင်းမယ်ဆိုတာကဒီနေရာမှာကိုကအခွဲအထိယူချင်တာအဲ့လိုဆိုရင်တဲဒီနေရာမှာဆပ်ပြီးတော့တဲဒီခွေတက်မှာဆိုရင်အောက်ကိုငါမိုးဆင်းပြီးတော့ဒီဒီနေရာရှာဆတ်တတ်မယ်ပေါ့နော် အဲဒီနှစ်လက်မကိုချတဲ့နေဆိုရင်နှစ်လက်မထက်အောက်ကိုငါးမူးဆင်းမယ်ငါးမူးဆင်းပြီးတော့ဒီနေရာကရှာစားသမဲဟာပြီးကြရင်ဒီကနေဒီကိုကြာတလက်မတမန်ခောက်ထားတာခုနတော့အမှတ်ထားပြီးတာအမှတ်ဖြစ်တယ်ဒီနေရာမှာဆိုရင်ဆက်တက်ဆက်တက်လက်မကိုမှဒစိမ့်ရော်ရယ်ပေါ့နော်ဆက်တက်လက်မပဲထားပါတော့အဲ့လိုဆက်တက်လက်မရှိရတဲ့အတွက်ကြောင့်မလို့ဒီ ဆရာကိုညှက်တဲ့ခါမှာဆိုရင်သူကဘေးနားမှာပိတ်ပိတ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်တလက်မှာကွက်တီညှက်ကမှာမဟုတ်ဘဲနဲ့ဆက်တလက်မှာခွဲလောင်းညှက်ပြီးထားရမှာပဲပြီးကြရင်ဒီရဲကျဲကိုဆိုရင်ဒီမှာတလက်မကွဲတလက်မကွဲထားထားပါပဲတလက်မကွဲကသူကဘေးကြောင်းတီလိုက်တဲ့ခါမှာဆိုရင်တလက်မတစ်ဖက်လောက်အပြင်မှာကျန်နေခဲ့ပါပဲဖြစ်ပါတယ်ရှာကိုညှက်တဲ့ခါမှာဆိုရင်ဒီလိုမျိုးနှစ်ထပ် လှုပ်ပြီးတော့မှနှစ်ထပ်လှုပ်ပါပါမယ်နှစ်ဖက်နှစ်ထပ်လှုပ်ပြီးတော့မှအညူးညက်ပေးရပါမယ်အဲ့ဒါဆိုရင်ဒီလိုပုံစံမျိုးလေးပါဒီမှာဒီလိုအဲ့လိုပုံစံမျိုးလေးထမတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒါကအင်းကြီးရဲ့ပိုးအတွက်ရှာလဲရပြီးရင်တောင်လဲရပြီးသူ့ရဲ့လိုတာကကြတော့ကျဲတီကွင်းလိုတယ်ကျဲတီကွင်းညံဒီလေးကိုဖြတ်ပေးပါမယ် ကျေသေးခွင့်ညံ့မယ်ဆိုရင်သူကဘိနာအစာတွေကိုဖျက်ထုတ်မှာပဲဖြစ်ပေမဲ့တလက်မပြားအ ਨੇ ဆုံးတလက်မပြားညှက်ပြရပါမယ်ကျေသေးခွင့်ကိုညှက်တဲ့ခါမှာဆိုရင်ဒီမှာပိတ်စာကိုဆွဲကြည့်တဲ့ခါမှာဆိုရင်ဒီမှာလိုက်မလာဘူးဒီမှာဆိုအတဲ့သာဒီလိုမျိုးဆွဲကြည့်ရင်ဆိုလည်းလိုက်မလာဘူးဒီမှာတင်းနေတယ်ပေါ့နော်လိုက်လာပေမဲ့သူကတင်းနေတယ်အတဲ့အတဲ့သာဖြစ်တယ်အဲ့လိုမျိုးအတဲ့သားတွေကိုမယူဘဲနဲ့ဒီလိုဆွဲပြီဆိုရင်ဒီလိုမျိုးလိုက်နေရယ်အဲ့လိုမျိုးဆောင်းသားကိုယူပြရပါမယ်ကျေသေးခွင့်ကိုယူတဲ့ခါမှာဆိုရင် အဲ့လိုဆောင်းသားကိုယူပြီးတော့ပေးတဲ့တပြားစာကတလက်မှရှိရအတွက်ဖြစ်တဲ့အတွက်ကြောင့်ဟိုလိုတလက်မှညှက်ပေးရပါမယ်။ ိုကကျဲသီးလေးကိုစိတ်စိတ်လေးတက်ချင်တာဆိုရင်တော့ကျဲသီးကွင်းလေးများများလုံးမှဆိုရင်တော့များများညှက်ပေးထားလိုက်ပါအဲ့လိုမှမဟုတ်ဘဲနဲ့၅ခုလောက်ပဲလုံးမှဆိုရင်တော့ဒီတက်ဒီတက်ခုလောက်နဲ့ဆိုရင်လည်းရဆိုရင်ရပါပြီအဲ့လိုမျိုးလုပ်ပြီးဆိုရင်ဒီလိုမျိုးညှက်ပေးထားလိုက်ပါမယ်ကျဲဒီခွင်းကိုယူမယ်ဆိုရင်ဇောင်းသားကိုပဲယူပေးရပါမယ်အတဲ့သားမယူပေးရပါဘူးယူမယ်ဆိုရင်တလက်မှအနည်းဆုံးယူပေးရပါမယ် လူကချုပ်ပြီးပြီဆိုရင်တော့ဖြတ်ထုတ်ပါပဲမယ်။ကိုင်ချုပ်တဲ့ခါမှာဆိုရင်ကိုင်လို့ကောင်းမှုအတွက်တလက်မှပဲယူပေးရပါမယ်။ရှင်းမှာဆိုရင်တော့ပေါ့အဲတော့ ဒီဗာလဲပိတ်စားမှာညက်တဲ့အတိုင်းပဲစကူလေးကိုအဲပုံအကြီးညက်ပြပေးသွားတယ်နောက်ချမ်းရယ်ဒီကြိုင်နောက်ချမ်းမှာအဲ sorry ရှေချမ်းရယ်ရှေချမ်းမှာဆိုရင်တောက်တိထဲကြီးအကြောင်းရယ်နောက်တစ်ခုကဆိုရင်ရှေချမ်းမှာလိုအပ်တဲ့ဒီရှေခွဲမှာဆိုရင်လိုအပ်တဲ့ရင်တောင်ရယ်ရှာရှင်ရင်တောင်လုံးကြီးရယ်ရှာလုံးကြီးရယ်ရင်တောင်တိုင်းမဲ့ဆိုရင်ရင်တောင်လုံးမဲ့ဆိုရင်ဘလောက်အနေအထားကနေတိုင်းရမယ်ဆိုတာရှာဆိုရင်လည်းဘလောက်အနေထားနေတိုင်းပြီးတော့ဘလောက် ညှက်ညှက်ရမယ်ဆိုတာကိုပြောပြပေးသွားပါတယ်နောက်တစ်ခုအနေနဲ့ဒီရင်ကျဲသီးတက်ဖို့ဖို့အတွက်ကျဲသီးခွင်းလုပ်တဲ့နေရာမှာဆိုရင်ဘလိုမျိုးပြင်ဘလိုပိတ်စာကိုယူပြီးတော့ညှက်ကလည်းဆိုတာကိုပြပေးသွားတာဖြစ်ပါတယ်အာဆိုရင် နောက်ဗီဒီယိုတွေမှာဆိုရင်ဒီအဲဒီကျဲသီးခွင်းတွေကိုဘလိုလုပ်ရတယ်ဆိုတာရဲ့ရင်တောင်လေးပြကြရင်လည်းပင်နောက်တစ်ခုကဒီညှက်ဖို့အတွက်ညှက်ဖို့အတွက်ကြံတာကဆိုရင်လည်းပင်ကိုဒီ ဒါကိုရှေ့ချမ်းမှာရှေ့ချမ်းအောင်နောက်ချမ်းမှာအောင်ပေါ့နော်လေဘင်းကိုညှက်ဖို့ကြံတာရယ်နောက်တစ်ခုအရင်ရင်ထောင်လေးရှာတယ်ကျဲတီးခွင်းလုပ်နေတယ်ကျဲတီးခွင်းနေကိုဘယ်လိုမျိုးလုပ်ပြီးတော့တွဲရတယ်ဆိုတာရယ်ဒီအဲဘေးပိတ်ဘေးပိတ်တာတို့လက်တွဲတဲ့ခါမှာဆိုရင်ဘယ်လိုမျိုးလုပ်ကြလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အဲအားကြောင့်မလို့ဒီ ဒီဗီဒီယိုလေးဒီ playlist ကဒီအခြေခံဆက်ချုံလေး playlist ကဗီဒီယိုလေးတွေကိုဆောင်ရွက်ကြည့်ရှုပေးကြပါအောင်အဲဒီဗီဒီယိုလေးကိုလည်းအဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်